ChatGPT မှာပုံနှပုံထည့်ရပါမယ်။ပထမပုံကမိမိတို့ချင်တဲ့လူပုံဖြစ်ပြီးတော့မှဒုတိယပုံကတော့နောက်ခံ background ပုံထည့်ရမှာဖြစ်ပါလိမ့်။ background ပုံမထည့်ရင်လည်းကီယန်ကတူတာတူဖန်တီးပြီးမှဖြစ်ပါလိမ့်။ဒီမှာတော့ကျွန်တော်ရှေ့ကိုပြာလန်ပုံလေးကိုတို့ဖွင့်ချလို့ရှေ့ကိုပြာလန်ပုံလေးကိုထည့်ထားပြပါလိမ့်။ပြီးရင် prompt ဆောင်တာကိုကျွန်တော်ရေးပြထားတဲ့အတိုင်းပဲရိုက်ထည့်လိုက်ပါ။ဒါဆိုရင်ခုလိုပုံလေးရပါမှာဖြစ်ပါလိမ့်။ပြီးရင်ပုံလေးကိုဒေါင်းလိုက်ပြီးတော့ကျွန်တော်အခုပြထားတဲ့စာသားကိုသုံးကြည့်ပြီး clean air သို့မဟုတ် face powder တွေမှာထည့်ပြီးတော့မှ view fine fit ကြောင်းလေးတွေ့ရပါပြီ။